အင်္ဂါသာသမီကျွန်တော်မိတ်ဆွေပေါင်းမင်္ဂလာပါနော်အင်္ဂါသာသမီများအတွက်ပတ်စဉ်တောက်ကြံနေညနေ6:00နာရီဆိုရင်ကျွန်တော်တို့ပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲတော်နမိတ်ကိုတဲတော်ကခုနှစ်ကတ်ကြာပြီးတော့ပန်ဂျမဖတ်ကြပေးမှာဖြစ်ပါတယ်နော်အဲ့တော့အင်္ဂါသာသမီတွေအတွက်ပထမဆုံးစိုးမိုးတဲ့ကြာလာတဲ့ကန်ဂျမနမိတ်ရာဆိုရင်နော်တဟာမစ်ဆိုတဲ့နမိတ်ဖြစ်ပါတယ်တဟာမစ်ဆိုတာယတိကပ်ပါယတိရမိရင်ကိုခြင်ထားတယ်ဘဝရဲ့အလင်းအောင်ရာချင်းတွေကိုညွှန်ပြတဲ့ကန်တာလာနမိတ်ဖြစ်ပါတယ်ဒါကြောင့်အင်္ဂါသာသမီတွေဟာ ကံစိုးရာကနေပြီးတော့ကံတွေကောင်းလာဖို့ရှိပါဘဝလမ်းခီးမှာလမ်းပြောင်းနေရာကနေပြီးတော့လမ်းကြောင်းတစ်တွေပေါ်လာတတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်ကိုယ်လည်းပဲဘဝမှာအကြံကောင်းညံကောင်းတွေပေးမဲ့လူတွေကြုံမယ်နေပေးလမ်းပြလှုပ်ပေးနိုင်တဲ့သူတွေကြုံမယ်လမ်းပြပေးနိုင်တဲ့သူတွေကြုံရတတ်ပါအဘမင်းသိင်္ဂရဲ့ပုံနာပါကွန်ဆိုတဲ့ဝိတ္ထုထဲမှာဆိုရင်ဆင်းရဲရာကနေချမ်းသာသွားတဲ့လူတယောက်ရဲ့အကြောင်းကိုရေးထားတာပါအဲဒီကတ်ကိုအစွဲပြုပြီးတော့အဘမင်းသိင်္ဂကပုံနာပါကွန်ဆိုပြီးတော့နာမည်ပေးထားတဲ့နာမည်ပါဒီနာမည်ကဆင်းရဲရာကနေချမ်းသာသွားတဲ့ ောက်တော့မောင်မြင်ရာကနေပြီးတော့တိတိတသာထူးထူးခြားခြားအောင်မြင်သွားတဲ့ကံကြမ္မာနမိမျိုးရှိပါတယ်။အဲ့တော့ဘက်ဘက်ကနေအစဉ်ပြေခြင်းတွေ၊ကံကောင်းခြင်းတွေ၊စိတ်ချမ်းသာရခြင်းတွေ၊အောင်မြင်ခြင်းတွေကြုံနိုင်တဲ့ကံကြမ္မာနမိဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အင်္ဂါသားသမီးတွေအတွက်ဒီကလာမှာကံတာတာအတော်ကောင်းပါတယ်။အလုံးလျှောက်ရင်လွယ်လွယ်ကူကူနဲ့အလုံးရတတ်ပါတယ်။အင်္ဂါမှာအကျိုးပေးကောင်းတဲ့အလုံးမျိုးတွေလည်းဖြစ်တတ်တယ်။ပြည်ပခရီးတွေ၊နိုင်ငံခြားခရီးတွေ၊ပညာတော်သင်ခရီးတွေထူးထူးခြားခြားအောင်မြင်မှုရတတ်တဲ့ကံတရားပါ။အဲ့တော့ခရီးသွားဖို့အတွက်အကျိုးသားအထုတ်နေတဲ့ ်သင်္ကာသားသမီးတွေအတွက်ဒီအချိန်ဟာရောင်နေတမ်းမဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်တစ်ခုကဒီ company ဝန်ထမ်းအလုပ်တွေနောက်တစ်ခုကအစိုးရဝန်ထမ်းအလုပ်တွေလုပ်ကန်နေတဲ့အင်္ကာသားသမီးတွေဆိုရင်အလုပ်ကောင်းနေရာကောင်းကိုယာတုတိုးနဲ့အပြောင်းရွှေ့ပါကြတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ယာတုတိုးကိစ္စအတွက်ထင်းကောကြံ့ကြံ့နေတဲ့အင်္ကာသားသမီးတွေဒီကာလမှာထူးခြားတတ်တယ်အာနေရာအပြောင်းရွှေ့အလုပ်အပြောင်းရွှေ့အတွက်ကျောသားအထုပ်မျောလင့်နေတဲ့အင်္ဂါသားသမီးတွေဆိုရင်ဒီကာလမှာတူတူကြကြကောင်းတက်တာပါဘောနော် နောက်တစ်ခုကဒီကလာမှာအင်္ဂါသားသမီးတွေအတွက်နှစ်ခုစူးစမ်းအထောက်အပံ့ပါတယ်နံပါတ်၁ကအခုလမ်းပြပေးမဲ့လူလဲပေါ်ပေါက်တက်တယ်ဒါကြောင့်မလို့ကို့မှာအခက်အခဲတွေရှိတယ်အကြံတီတွေရှိတယ်စိတ်ကူးတွေရှိတယ်ရိုးချက်ကြီးမှန်းချက်တွေရှိတယ်ဆိုရင်တယောက်တည်းစဉ်းစားတွေးတော်လုပ်ကင်ဆောင်ရွက်နေတာတဲ့ကို့ရဲ့ပို့ပြီးတော့တက်သည့်နားလေတဲ့မိတ်ဆွေအပေါင်းအသင်းဆရာသမားတွေနဲ့တိုင်ပင်ဆွေးနွေးပြီးတော့လုပ်ကင်ဆောင်ရွက်တင်ပါတယ်နံပါတ်၂ကသူများကိုလမ်းပြပေးရမယ်ကံတရားပါဒါမလို့ကို့အနေနဲ့တက်နိုင်သလောက်တက်ဆွမ်းသလောက်ပေါ့နော် ကိုယ့်ဘဝဉာဏ်မှာရှိတဲ့လူတွေကိုယ့်ရဲ့ဆွေမျိုးသားချင်းလဲအောင်ငယ်သားတွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုံပေါ်ကိုင်းဘက်တွေပဲဖြစ်ဖြစ်ကိုကတက်ဆွမ်းသမျှအကြံကောင်းဉာဏ်ကောင်းတွေပေးတင်တယ်အကူညီတွေပေးတင်တယ်ကာယကံမေတ္တာဝစီကံမေတ္တာပေါ့နော်စသဖြင့်အဲ့ဒါတွေနဲ့အကူညီပေးတင်တယ်လို့အကြံဉာဏ်ပေးတင်ပါတယ်။နောက်လုံရင်ကောင်းလားမကောင်းလားလို့လုံတင်လားမလုံတင်ဘူးလားစဉ်းစားချင်းချင်းတွေးတောနေတဲ့ကိစ္စတွေချင်းလုတ်ကိုလုံတင်ပါတယ်နော်နောက်တစ်ခုကငွေကြေးနဲ့ပတ်သက်တဲ့ကံတရာမှာကြတော့အစွမ်းရှင်တဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်။ဒါက तू ကဘာအုံညွန်ပြတာလဲဆိုတော့အာကုံသုံးပြီးတော့ရုံးကံရတတ်တယ်တဲ့ ငွေချင်းနဲ့ပတ်သက်ပြီးတော့လောက်ကင်နေတဲ့ကြံတီနေတဲ့ကျောသားတို့နေတဲ့အင်္ဂါသားသမီးတွေကိုအကြံဉာဏ်ပေးချင်တာလုံးဝဇွဲမလျှော့ပါနဲ့လုံးဝ body ပေါ်ပြတ်မလုပ်ဖက်နဲ့အားကုန်ပါနော်ကိုယ်စွမ်းဉာဏ်တန်းရှိသလားကျောသားထုတ်လိုက်မယ်ဆိုရင်ကို့မှာရှိတဲ့ငွေချင်းနဲ့ပတ်သက်တဲ့ကဲကဲတွေတိတိသာပြေလည်သွားနိုင်တယ်ငွေချင်းနဲ့ပတ်သက်တဲ့ပူပန်သောကတွေပြေလည်သွားဖို့ရှိတယ်ငွေချင်းနဲ့ပတ်သက်တဲ့အကြံစီတွေအေကံမှုကြောင့်အောင်မြင်သွားမယ်ကံတာတာမျိုးရှိပါတယ်တတိကပြောချင်တာပတ်စံကိစ္စငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စဆိုရင်အင်္ဂါသားသမီးတွေဟာကိုယ်စွမ်းဉာဏ်စွမ်းရှိသလားလုံးလဝရိယအပြည့်နဲ့ လို့သာအထုတ်တင်ပါတယ်ကိုလုံနိုင်တဲ့အနေအထားတွေရှော့ပြီးတော့မလုံတင်ပါဘူးကိုကတက်နိုင်ပါရဲ့နဲ့ကိုကြိုးစားရင်အောင်မြင်နိုင်ပါရဲ့နဲ့ကိုမကြိုးစားလို့ခက်ခဲသွားတာမျိုးအဖြစ်အပျက်မျိုးတွေမဖြစ်တင်ပါဘူးနောက်တစ်ခုကလူမှုရေးပေါ့နော်လူမှုရေးနဲ့ပတ်သက်တဲ့ကံစားတာလေးတွေကတော့အင်္ဂါသားသမီးတွေအတွက်ကောင်းပါတယ်လူချင်းလူကင်များခြင်းတွေပေါင်းရင်းဆက်ဆံရေးအဆင်ပြေခြင်းတွေကြုံပါသူများကိစ္စတွေကိုလိုက်ပြီးတော့ကုညီဆောင်ရွက်ပေးရတဲ့အဖြစ်အပျက်တွေလည်းကြုံရတတ်ပါတယ်။ဘလို့ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့ကံတရားမှာကြတော့ဒုတ်ပရင်သရနမိတ်ကြတာပေါ့နော်။ဒီနမိတ်ကကြတော့ဘာလို့ညွန်ပြတာလဲဆိုတော့ဆွေမျိုးသားချင်းတွေနဲ့အတူတကွာ လက်တွဲပြီးတော့စီးပွားရေးလုပ်ငန်းဆောင်တာတွေကိုစတင်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ကျန်းမာရေးနည်းနည်းသတိထားတင်တယ်ပေါ့နော်။ရုပ်တရက်မမျှော်လင့်မဲနဲ့ဆေးရုံစည်းကမ်းကိုရောက်ပြီးတော့ခွဲစိတ်ခံရတာမျိုးတွေကြုံရတတ်ပါတယ်။နောက်ပညာရေးကိစ္စတင်နန်းကိစ္စစာမွေးကိစ္စတွေမှာပညာလောဘကြီးပြီးတော့တင်နန်းတွေလျှောက်တက်တယ်။နောက်ဆုံးကျတော့ဟိုတင်နန်းလည်းတက်တယ်ဒီတင်နန်းလည်းတက်တယ်အချိန်ရမလောက်ငွေရမလောက်နဲ့လက်လျှော့အကျင့်သိတွေပေါက်သွားတတ်တဲ့အချိန်ကာလမျိုးဖြစ်တတ်ပါတယ်။နောက်တစ်ခုအခြေအနေတော်ကြီးပေါ့နော်။အခြေအနေတော်ကြီးနဲ့ပတ်သက်ရင်တော့အင်္ဂါသားသမီးတွေအတွက်ဝေကွဲမရတဲ့ကံတရားမျိုးတွေကြုံရတတ်ပါတယ်။ ဒီလူကိုယူရင်ကောင်းမလားဒီလူနဲ့ယူရင်ကောင်းမလားမယူဘဲနဲ့ရက်လိုက်ရင်ကောင်းမလားဒီဇလန်းကိုငါဘယ်လိုလုပ်ရင်ကောင်းမလားအဲ့လိုလမ်းပြောင်နေတာမျိုးဖြစ်တတ်တယ်ပေါ့နော်။အိမ်တော်တွေတွေဆိုရင်လည်းကိုယ့်လက်ရှိအစဉ်မပြေမှုတွေကိုစစ်တိုးရင်ကောင်းမလားနောက်ဆိုရင်ကောင်းမလားကိုကိုယ်တိုင်တော့မှစဉ်းစားဆုံးဖြတ်လို့မရတဲ့အခြေအနေမျိုးတွေဒီကြုံရတတ်ပါလေ။ဒါကြောင့်အခြေအနေတော်ကြီးနဲ့ပတ်သက်ရင်တော့လက်ရှိကာလကံတရားရဆိုရင်ဘာမှမလုပ်တင်သေးဘူး။ဘာမှမစဉ်းစားတင်သေးဘူး။ဘာမှမဆုံးဖြတ်တင်သေးပါဘူးနော်။အဲ့တော့အားလုံးကိုကျွန်တော်သုံးသပ်ရင်အလောက်အကန်အကျန်ဒီစိတ်ကူးတွေအောင်မြင်မယ်ငွေချင်းနဲ့ပတ်သက်တဲ့ကံတရားတွေအဆင်ပြေဖို့ရှိပါတယ် င်သာသမီးတွေအတွက်အကျိုးပေးတယ်ကံကောင်းတဲ့အကြောင်းဆိုရင်အနီရောင်နဲ့အပြာရောင်နဲ့ကောင်းပါတယ်အဲ့တော့တိရောတာလေးကန်သမဲတို့တာလေးဝါသနာပါတဲ့အင်္ဂါသားသမီးတွေဆိုရင်တေစာ6ဆုံးတို့6စာတေဆုံးစာလေးနံပါတ်တွေရှားပြီးတော့ထိုးတင်ပါတယ်။မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအုံသီးစိတ်80ကတ်လူပူဇော်ပြီးတော့ဆုတောင်းပါအညာခိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။အင်္ဂါသားသမီးကျွန်တော်ရဲ့မိစေပေါင်းလေကိုချမ်းမှာစိတ်ချမ်းသာပြီးတော့လိုရာဆန္ဒပြပါစေလို့ယူရောမင်္ဂလာချမ်းနေလှိုက်လိုက်လဲလဲဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်။